မင်္ဂလာပါရှင်ဒီနေ့ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့1962ခုနှစ်ဇန်နဝါရီလထုတ်သွေးတောင်မဂ္ဂဇင်းမှာပါရှိတဲ့စာရေးဆရာကြီးစင်ဖြူကျူအောင်သိန်းရေးသားထားတဲ့မွေလောနတ်လောဆိုတဲ့မဂ္ဂဇင်းဝတ္ထုလိုပဲဖြစ်ပါတယ်အားလုံးပဲနားဆင်ခံစားပေးပါအောင်ရှင်ကျမကတော့စာဖတ်သူမင်းနင်းဆက် ဖြစ်ပါတယ်မွေလောနတ်လောအခန့်တဲ့ချောစိန်မှာ ။သွားတယ်မသွားတဲ့ခြေတုံချတုံစဉ်းစားနေမိလေသည်။မဝမ်းစိန်ကတော့လာတာလာပါငါဘဲကိုမှထွက်မသွားပါဘူးဟုပြော၏။သို့တော်အောင်တွယ်တို့မြည်သည်မှာရင်းတို့မိန်ကလေးများကိုယုံကြည်ညှို့နူးလာအောင်ပြောတတ်ကြသည်မဟုတ်ပါလား။အိုးမသွားဘူးမသွားဘူး။ချောစိန်သည်စံစများမျက်နာပေါ်သို့အုံလွှားသွားအောင်ခေါင်းကိုခါရလျက်အယူမလေးလိုလဲ ညီတန်းရေရွရကမိမိတို့အိမ်သို့သွားရာရောက်ကပါလေကားတက်ပေါ်သို့ချစ်တစ်ဖက်တင်းထားမိလျက်သားဖြစ်သွားလေ၏မွေဝေးထုံထုံလောက်ကပ်ရပါစေရဲ့ချောစင်ရဲ့သူမိပါတယ်ဦးညီမိပါစီလွတ်မလို့အဲ့ဒါကိုညီနဲ့စီဝါကိုက်ဖို့ပဲတဲ့နက်နက်ကမမေမျက်ရိပ်သွားရသူလိုက်လာပြီးဟောင်းပွားဟောင်းပွားနဲ့မဝိုင်းစိန်ကပြောခဲ့၏သူ့အတန်းသည် ယခုပင်နာရောင်ဖိတ်တော့ချောင်းပြင်ထဲမှနေ၍အော်ဂျေဟစ်ဂျေပြောနေသလားထင်ရသည်ချောဆိုင်သည်နေကားထစ်ကိုခြေတစ်ဖက်တင်ထားရင်းချောင်းပြင်ထဲသို့လှည့်ကြည့်မိ၏ချောင်းပြင်ကဝေးမှိုင်းနေ၏ငွေနေပေါတော့သည်တဲပွင့်ကလေးများပေါ်သို့တုံးဆွေနေလေတော့ကြကနာမငိမ့်သောစိတ်နှင့်အတူ မျက်လုံးကတူပြိုင်ကစားလိုက်တိုင်း ထိတ်နဲ့ပြိုးပြက်လာပေသည်အဲ့ဒါနဲ့ငါးတောင်ပြောလိုက်ရသေးတယ်ထုံးရနေငါ့ကိုရည်တည်ရတာမလုပ်နဲ့နော်ငါကနေလို့နဲ့ထင်းရဲတစ်ချက်ချပြီးထိုင်နေမလို့ပြောတော့ထိုင်ပါဗျာထိုင်ပါတဲ့အကျိုးအကြောင်းပြောဖို့ကလွန်ရင်ဘလို့အကြံအစည်းမှမရှိပါဘူးဗျာဆိုပြီးကျိန်လိုက်တွယ်လိုက်တာမန်ဝိုင်းစိန်အတန်ကဆက်လက်ထွက်ပေါ်လာပြန်ပြီချောစိန်သည်လေကားပေါ်သို့တင့်ထားသောခြေတစ်ဖက်ကိုရုပ်သိမ်းကာ ချောင်းပြင်တဲ့သို့စင်ရန်လိုက်မိ၏။ညင်းဤမှားရဲ့ခြင်းကချောစိန်အားရင်ဖိုစေပေသည်။တို့ရတွင် ထောရနှင့်တွေ့ဆုံမှုအရေးမှဒီတစ်ချိန်မှ တွေ့ခွင့်မပြုလိုက်လျင်ယခုလိုတာသော အခွင့်ကို နောက်တွင်ရခြင်းမှရပေတော်မူ။ပိုဆေးရုံနှင့်မက်ကြီးတန်တို့သည် စလင်းမျိုးတို့အမှုတစ်ခုအတွက်တက်တဲ့အဖြစ်လိုက်ပါသွားကြသည်။အိမ်တွင်ဗာညင်းတို့လင်မယားက ကျက်တကောင်တငယ်ချင်းတတိုင်းနှင့်လာရောက်ချက်ပြောင်းနေကြ၏အဖေနှင့်အမေရုတ်တရက်လာရောက်၍မိမိကိုမတွေ့သေးထားအောင် အိမ်တွင်တယုံယုံဖြစ်နေသူများကိုလက်ညှိုးထိုးပြမည်ဆိုလျင်ဖြစ်၏အကြောင်းပြကောင်းနေလေသည်သမီးရဲ့မင်းကလေးအပြိုအရွယ်ကလေးဆိုတာဖက်လိုပဲသမီးစူပေါ်ကိုဖက်ကကြလဲဖက်ပေါက်တာပဲဖက်ပေါ်ကိုစူကကြလဲဖက်ပဲပေါက်ရတာလိုပဲ အမေကလည်းနေရာတကာမှာလိုက်ပြီးကြည့်မနေနိုင်တော့လိုက်မှာပါတမီးရဲ့တလောကလုံးမှာ အမေနဲ့အဖေကလွင်ဘသူ့ကိုမှမယုံနဲ့ကြာလာမကြီးတန်သည်စိတ်မထင်နေရင်မထင်သလိုရုံရင်းစွာ ဆုံးမတတ်တော်လဲစိတ်နဲ့ကြည်သာရွှင်ပြသောအခါများ၌ကနာယူချစ်စပွဲပြောဆိုသွန်သင်တတ်ပေ၏အမေစကားသည်ပြားတော်ချူကြည်သည်တို့တော်အမေအတန်သည် ဟိုးခံဝဲဝဲကဖြစ်က အမေဤတီတို့တန်ကိုမဝိုင်းဆိုင်ဤအတန်ကြီးကလွှမ်းမိုးသွား၏ချော့ဆိုင်ညီငါ့ကိုယုံနေမဟုတ်လားအေးငါတော့ထုံးရကိုခေါ်ပြီးအဆောက်ခိုင်းထားမယ်မဝိုင်းဆိုင်ဤပွားရောင်ရောင်မျက်နှာကြီးကချော့ဆိုင်ဤရှေ့တက်တက်မှပေါ်လာကနက်နက်ခင်းရလေတဲ့အတိုင်းပွားလောင်ပွားလောင်နှင့်ပြောနေတော်လဲမဝိုင်းဆိုင်ဤမွာရောင်ရောင်ပားပြင်ကြီးပေါ်မှာ ထင်လာတော့ထောရဤမျက်နာကလေးကမူချောစိန်အားဂယုနာတက်စပွဲကြည်နေရှာသည်အားလဲအားတယ်လူကြီးတွေလည်းလက်ရက်နဲ့မှညီးမလာရင်တော့ညီးလာဆိုတာရှိမှမဟုတ်ဘူးချောစိန်နဝိုင်းစိန်သည်လက်လက်ရင်ဆက်ဆက်လာခဲ့ရင်အတန်တန်မှားခဲ့၏ကြာတော့ချောစိန်မှနာညီးလာ၏ကောင်းမငိမ့်မချင်းပြောနေတော့ကြလဲတကူးတကန့် လည်းပြင်းတို့လိုက်လာရသူမှုအာနာလာ၏ထို့ကြောင့်ပင်ကောင်းငင်မိခဲ့ပေသည်ထိုးရဆောင်နေလိုက်မည်ဖြစ်သော မဝိုင်းစိန်၏အိမ်သို့တွားတဲ့မတွားတဲ့ကိုချောစိန်ကနောက်ဖေး60မှာရက်ပြီးစဉ်စားတွေ့ဝင်နေစဉ်ကုန်းပေါ်မှာဗာငိမ့်နှင့်ကာလာသားတစုတို့ဤဝါကနေရိချလိုက်တဲ့ကချောင်းပြင်တဲ့သို့နှွင့်စင်လာလေ၏ထိုထဲတွင်တာရောဖြူဤအတန်က အကျဉ်လောင်ဆုံးဖြစ်၏တာရွန်ဖြူသည်မူလကဗာငိမ့်နှင့်ပြိုင်ပြီးလှမေကို ပိုးခဲ့ရာလှမေကိုမရတော့သည့်အခါတွင်ချောစိန်ဘက်သို့လှည့်လာ၏မျက်နာကလက်ကြောကြောင်ကိုချင်ချော်လဲဆိုသည့်မျက်နှာကြည့်၍မရချောစိန်သည် ထွေကနေတရွေးတစ်ချက်ထွေးလိုက်ကထမိန်ကိုစွန်တောင်ဆွဲလျက်မဝိုင်းစိန်အိမ်ဘက်သို့ခတ်တွတ်ွဲလျှောက်လာခဲ့ပေသည် ချောင်းပြင်ထဲမှနေ၍မန်ဝိုင်းစိန်၏အိမ်သို့နောက်ဖေးလေကားတဲ့အတိုင်းတက်လာမိသောအခါ၌ချောစိန်၏ရင်တွင်မှတုန်နေပြီတော်သည် နောက်သို့ပြန်ဆောက်ရန်ကလည်းအခြားသူများမြင်သွားခိုင်းနေကြုံနေလျင် ပိုပြီးမတင်ကားစရာဖြစ်နေတော်မူမန်ဝိုင်းစိန်၏တဲတော်ကလေးစီသို့ညှော်ကြည့်လိုက်လျင်မိယောင်နီနီကလေးကိုမြင်ရ၏ချောစိန်သည်မန်ဝိုင်းစိန်၏တဲကလေးစီသို့တိုးကပ်သွားရန် ရွံ့တလုံးလို့ကြောက်တလုံးလို့စိတ်ညာဝင်လာကကြက်ငင်းနေစဉ်သူဤလက်ရပဲဘေးရှိကမောချေပင်ရိမ်မာမဲမဲအရဲ့ကြီးတစ်ခုသည်ဘွားကနေပေါ်လာ၏ချောစိမ်မာခေါင်းတစ်ပန်းကြီးသွားပြီးနောက်တော့ရန်ကနေဖြစ်သွားကလက်အော်မှီတော်မီဆဲဆဲတွင်မဲမဲအရိပ်မှာအိမ်သားထဲမှထလာတော့မဝိုင်းစိန်ဖြစ်ကြောင်းသိလာရသဖြင့်ရင်ကိုဖိထားလိုက်ရသည် ရင်ထဲမှာတတိန်းတိန်ညီနေချင်၏အမလီငါဘသူလဲလို့လဲလိုက်တာမဝိုင်းစင်ကချောစင်ရင်အနာတို့ရောက်ရောက်ချင်းပြောလိုက်သည်တွင် "तू ကပဲတပြန်စီ"ချောင်းတန်ကလေးပါလေပေးရော့ပေါ့ချောစင်ကမောဟိုက်တန်ကလေးဖြင့်ပြောလိုက်ရ"ကဲငါ့ကိုမမ်းမနေနဲ့ဘာဖြစ်လို့လာပြီးမကြိုတလဲလို့ညီအကောင်ကိုမမ်းဟိုမှာစောင့်နေတယ်လာအမေ တော့အကောင်ပါမဝိုင်းစိန်ဤနောက်မှကတ်လိုက်သွားရင် ချောစိန်ကအရှက်ပြေးပြန်ပက်လေသည်တဲတွင်၌တဲပြူရနေစီခွက်မှမှိုက်များလွဲ့ပြန်နေက အလင်းရောင် အာနေနေ၏တဲကလေးကို အလယ်မှဝိုင်း၍ထရွက်များဖြင့်အခန်းပိုင်းခြားကာစီထားသည်ချောစိန်သည်တဲရှည်လမ်းမှမမြင်နိုင်ရန်ခဲစီထရန်ဤအတွင်းဘက်သို့မောင်ရိပ်ကိုလူကဝင်ထိုင်လိုက်လေ မဝိုင်းစင်ကတဲရှိခပန်းနားတွင်တောင်းလုံးလှဲအိတ်နေလိုက်လေသည် မဝိုင်းစင်ဘဲမှရှောက်မသွားချောင်း စိတ်ချရရွေချောစင်ကမောင်ရိပ်ထဲသို့ကြည့်လိုက်လျင်ထုံးရသည်ဘဲချင်းကမိမိအနာသို့ရောက်နေသည်မသိဆက်ဖြဲဖြဲကြီးစိုက်ကြည့်နေသည်ကို တွေ့ရလေသည်ဘာလဲမမြင်ဘူးတဲ့အတိုင်းပဲကြည့်နေလိုက်တာတိတ်ယုံစရာကောင်းတာပဲချစ်လို့ကြည့်တာပဲချောစင်ရဲ့ဒါပဲ သူ့မှာတခါလာလဲဒါပဲဘာပြောမလို့လဲပြောစရာရှိတာမြင်မြင်ဟင်လို့အိုးချောစင်သည်ထွန်ရဤရင်ခွင်တဲသို့လိုက်ခနေရောက်သွားလေသည်ထွန်ရကချောစင်တွန်းဖယ်နေသည့်ကြားကမတထာရေးစာသုံးချိန်မြ်နမ်းလိုက်ကအဖေနဲ့အမေကိုမနဲ့ပြန်ကြရင်လွတ်လိုက်မယ်မတော်တဆနေ့အဖေနဲ့နေ့အမေကသမီးကိုမေးပြရစေအောင်ဆိုပြီးခေါ်မင်းရင် ရှက်ရှက်နဲ့ဘိုးကွယ်လိုက်မှဆိုလို့အဲ့ဒါဟုတ်တလားမင်းခေါင်းငိမ့်လိုက်နော်ချောစိန်ဤတောထိုးကုတ်ဖက်နေသော လက်များမှာငိမ့်ကျသွားလေဤတွေးကြည့်လျင် အဖေရှိ၌ဒီလူနှင့်မြစ်တာရှိနေပါသည်ဟု၍ခေါင်းငိမ့်ဝန်ခံရမှာကရှက်စရာကြီးပါကလားချောစိန်မှာရင်လေးနေမိလေသည်နော်ချောစိန်နော်ခေါင်းငိမ့်လိုက်နော်ထောင်းရသည် ချောစိန်ဤနာနာသူကလည်းရဲ့တဖွာဖွာပြောနေလေ၏ချောစိန်မှာက အသက်ကိုပင်ညီတို့ရှုမိမှန်းမသိမတွေးဝင်ရဲသည့်ဤသူအဖြစ်ရလဲခံနေပေ၏ငါနဲ့ကိုဘလောက်ချစ်တယ်ဆိုတာနင်အတိဆုံးမှချောစိန်လူကြီးတွေကမိတာကလေးလောက်မှခေါင်းငိမပြနိုင်တော့ငါရင်ကွဲမှာပဲဟာထွန်ရည်အတန်တီအဲ့ရွေအဲ့ရွေတိမ်သွားလေ၏ အခန်းနှင်းနေမော့တက်ကနီးနေနေမျက်ရည်သမားများလက်ကြည့်သမားများ၏တေးတံများဟစ်အော်ခေါ်ပြောတံများနဲသွားလေလေဖြစ်ကလေတော်ကြီးမှာ ကောက်ပင်များလွန်းလွန်းလှုပ်ရှားတဲ့ဂျုံငယ်တို့၏တွန်ကျူးတံများကသာတဖြည်းဖြည်းဖုံးလွှမ်းလာလေ၏အာကနေအော်တန်နှင့်အတူမျက်ထုံးပေါ်သို့သွေးပေါက်ကြီးများမရမနာကြဆင်းလာလေသည် ရက်ဆက်လာကြည်လာချောဆင်ရဲ့ထွန်ရသည်လက်ဝဲပဲလက်ဖမိုးကိုလက်ဝါးဖြင့်ဖြစ်ညစ်ထားကချောဆင်အားညှိုးငယ်စွာကြည်လျက်ပြောနေ၏ဟုတ်တယ်နောက်တစ်ခါဆိုရင်ဗိုက်ပေါင်မှမှတ်ထားချောဆင်ကဒဇင်ကိုကင်မြောက်လျက်ပြောလိုက်လေသည်ထွန်ရမှာခန်းကိုတဖြည်းဖြည်းငုံလျက်မျက်ထုံးပေါ်သို့ကျလာသောသွေးပေါများကိုငုံကြည့်နေရကစီနေသောမျက်ထုံးများကိုလိုက်ကြည့်နေမိသည် ထိုနေရာသို့ချောစိန်ကအရင်ရောက်နေကခေါင်းဖြင့်ရွက်လာသောမျက်ထုံးကိုခင်းရချုံဘေးမှချထားပြီးခင်းရဘူးများကိုခုနေလေသည်ချောစိန်သည်ပထမတော့လက်ဖြစ်ပင်စိတ်ဖြန့်နေရကကြံကြသည်ထင်ပြီးမျက်ထုံးထဲတွင်ထိုးချိတ်ထားသောဒစင်ကိုလှည့်ယူလိုက်သောအခါတွင်မိမိ၏မျက်ထုံး၏ဘေးတစ်ဖက်တစ်ချက်၌မျက်ထုံးတစ်ထုံးစီနောက်ထပ်ရောက်နေသည်ကိုတွေ့ရ၏ နောက်ရောက်လာသောမျက်ထုံးရှင်ကထွန်ရပေသည်ထွန်ရသည်တဘိုးထိတ်ချုံဖြင့်ထိုးဆိုင်ကမျက်ထုံးနှထုံးကိုထမ်းယူလာပြီး မဖွဲရသောစိတ်ထားဖြင့်ချောစိန်ဤမျက်ထုံးကို ခွာချထားလေသည် ချောစိန်ကမျက်စောင်းတစ်ချက်ခဲကြည့်ပြီးနောက်ခင်းရချုံဘက်သို့မျက်နာပြန်မှုကခင်းရနှွဲနှင့်အဖူးများကိုလှမ်းဖြန့်ယူနေသည်ချောစိန်အတန်ကြာလျင်ထွန်ရ၏အတန်က ကြောပဲ့မှထွက်လာ၏ချောစင်ကအိန္ဒိယမပြတ်ဆက်ပြီး ခုဖြတ်နေစဉ်ထွန်းရည်အတန်ကထက်မှန်ထွက်ပေါ်လာပြန်သည်ချောစင်အချစ်ကလေးချောစင်ကခြာကနေလှည့်ကြည့်လိုက်၏ထွန်းရည်ကိုလည်းစားတော့ဝါတော့မိနေစိုက်ကြည့်နေလေ၏ဘာခွေးစကားပြောတာလဲပါကြို့သွားမယ်စကားတစ်ခွန်းလောက်ပြောချင်လို့လိုက်လာတာပါဟာစိတ်မဆိုးပါနဲ့နော် ကိုထုံးရလေချောစင်ကိုမမြင်ရရင် မနေနိုင်တော့ဘူးချောစင်ရဲ့ချောစင်ကိုမမြင်ရရင်မနေနိုင်တော့ဘူးချောစင်ရဲ့ချောစင်ကိုချစ်တဲ့စိတ်တွေဟာလေချောစင်ဤမျက်နာမှာမူထူတင်းလာသည်ထင်ရ၏နှထိန်နေင်းများထုပ်ပူလာကနားထဲမှလေတွေထွက်လာသည်ထင်ရ၏တစင်ကိုကန်၍ဇပကြီးမွေဤညှို့ချက်မိသောတားကောင်လိုတွေ့ရနေစဉ်ချောစင်ကိုချစ်တဲ့စိတ်ကို မျိုးသိမ့်လို့မရတော့ဘူးကိုထွန်းရကိုတနာတော့အဖြစ်ကိုထွန်းရရဲ့အချစ်ကို လက်ခံမှာအချစ်ရဲ့နော်နော်ထွန်းရသည်ပါဇက်ကကြက်မက်တင်အန်ထားသည်များကိုတတို့တို့ရေရွတ်ရင်ချောစိန်အနာတို့တိုးကက်လာက ချောစိန်ဤပခုံးဘောတို့လက်တစ်ဖက်ကိုတင်လိုက်တော့မှချောစိန်မှလည်းလက်ဖြတ်သွားပြီးအသင်ကင်ထားသောဒဇင်ဦးဖြင့်ပေါက်ချလိုက်မိလေ၏အာ သွေးပေါက်များသည်စိမ့်လွင်ရှင်းကော့နေသောမျက်ပင်ကလေးများဖွဲ့ရတည်နေရာမျက်ထုံးပေါ်သို့တပောက်ပြီးတပောက်တော်ကြလာလေသည်ရက်ဆက်ပါပြီးချောစင်ရဲ့ထွန့်ရသည် ရှုံမဲ့လျက်တုံတုံရင်ကြီးပြောနေ၏သူသည်ချောစင်ထံမှမမျော်လင့်သော တုံပြန်မှုကိုရရှိလိုက်ခြင်းဖြစ်၏ဟုတ်တယ်နောက်တစ်ခါဆိုရင်ဘိုက်အပေါက်ပဲချောစင်ကအတန်မှဖြင့်ပြောလိုက်ပြီး ဟဲ့မပြေခင်းရဲ့ခြုံဘက်သို့ပြန်လှည့်လိုက်သည်စိတ်ကွဲရာတွင်ယောက်ျားတစ်ယောက်၏အကန့်အတွဲကိုခမ်းရခြင်းနှင့်လူတစ်ယောက်အားသွေးထွက်တန်ရိုဖြစ်အောင်လှုပ်လိုက်မိခြင်းတို့ကြောင့်လက်များမှာတုန်နေ၏ရင်မှာခုန်နေ၏ဒူးချင်းရိုက်ခါ မေးပြခတ်၍ဘာရဲလို့တဲကွဲစွာ ကြည်မြင်နှံ့ခြင်းမရှိတော့သောကြောင့်လေဆော့ဆော့ကတရီလဲမထမီရောက်လဲမရောက်သေးသောခြုံဆက်သို့ လှဲ့သွားရင်ခင်းရံွယ်စိမ့်စဲတခုကိုဆွဲယူဖြုတ်လိုက်သည်နှစ်တပြိုင်နက်ခင်းရံွယ်ကိုမကိုင်းမိပဲလက်စစ်မှပူကနေဖြစ်သွားကအမလေးဟုအော်လိုက်မိသည်ဟဲကောင်းတဲ့တွင်မိုက်ခနေဖြစ်သွားသည်ထင်ရ၏ချောစဲသည်မိမိဤနှင့်ပြန်ရောက်ခဲ့ရသည့်နေရာသို့ပြန်ကြည့်လိုက်သောအခါတွင်ကြောက်စိတ်ဝင်လာကလဲပြော်လူမတက်ဖြစ်သွားရလေ၏ချောစဲမြင်ရသောအရာကား ခေါင်းကလေးတွေတရွရွလှုပ်ရမ်းနေသောမွေစိမ်းကလေးများပေသည်မွေစိမ်းကလေးများသည်တလူးလူးတလွန်လွန်ဖြင့်အချို့ကအနီးရှိခွေလျားပင်ပေါ်သို့ပူတက်နေကြသည်အချို့ကောင်များသည်မျက်လုံးမျှပင်မရှိငြိမ့်သက်နေကြတော့လဲအချို့အကောင်များမှာခေါင်းသာရှိ၍ကိုမရှိသေးသဖြင့်ခေါင်းကိုယ်သာညှိနေနိုင်၏ဟေးရွယ်ကမွေးဖြစ်သည်ဟု၍ ချောစင်ကြတော့ကြာဘူးသည် ကိုတွေ့ကမကြုံခဲ့စဘူးမကြုံဘူးတော့လေလေပြင်းကအပြင်းတွ့စရာဟင်းရွက်နွဲ့နဲ့အဖူးကိုခုမိနေတိုင်းသတိရှိဆောင်ခဲ့သည် မတွေ့ရမမြင်ရမကြုံရသမို့ယုံကျင်စိတ်ပင်ကုန်တုံတုံဟင်းရွက်နွဲ့များသည်နှင်းဖြိုင်ဖြိုင်ကြတော့စောင်းလေကားလာများ၌မွေစိမ့်ကလေးများဖြစ်ပေါ်လာလေသည်အစတွင်မွေစိမ့်နှင့်တူသော အညွန့်ကလေးများဖြစ်ပေါ်လာ၏ထိုအညွတ်ခေါ်အဖျားပိုင်းကြသောအယိုးနု၌လုံးဝအရွယ်မရှိပေတဖြည်းဖြည်းနှင့်ခေါင်းပိုင်းကဆ ảy ၍အသက်ဝင်လာက အမီးနှင့်နှွဲနှင့်မပြတ်သေးမီတွင် တလုံးလုံးတလုံးလုံးရှိနေကြ၏လှုပ်ရှားနိုင်စွမ်းမရှိသေးသော အကောင်များကငြိမ်နေတော်လဲလှုပ်ရှားနိုင်အောင်ရှည်လျားလာသော အကောင်များကမူ လွယ်မမြင်မြန်လွတ်ထွက်သွားအောင်လူးလုံရုံကန်နေကြ၏ချောစိန်အားကြိုက်လိုက်သောအကောင်မှာကိုတဝက်ကနွယ်ပွဲဘဝမှာသာရှိသေးသောမွေစိန်ပေါစားကလေးပင်ဖြစ်သည်မိတို့ပင်ဖြစ်စေကမူချောစိန်သည်လက်ကိုဖြစ်လျက်မှင်သက်မှုသူပမာငေးဆိုင်ကြည့်နေမိတော်သည်ဟင်ချောစိန်ပိုးထီသွားပြီထင်နေဟဲလက်မလဲထုံရက ချောစိန်အနီးသို့တိုးလာကလက်ကိုတလဲခြောင်ကိုတလဲကြည့်ပြီးတစုံတစ်ခုကိုပြောလိုက်တော့မည်ဆဲဆဲတွင် အပမှီတတ်သည်ဟူသောစကားတရက်ကိုသတိရသဖြင့်ဆက်မပြောတော့ဘဲလဲခွင်းတဲ့သို့ပြစ်ထွက်လာခဲ့လေ၏မိမအဖော်အလော်များကို ခေါငင်အကူညီတောင်းရန်ဖြစ်သည်တို့တော်လဲခွင်းကြီးတဲ့၌ကရှင်းနေပေ၏ညသားလှိုင်းတော်များသည်သာပြေလွာဆော့ကစားနေသည် လူနှစ်ရိုးမစရာပြားဖြူဖြူတော့မြမမြတိတ်ဆိတ်ချင်းကအားငယ်စပွင်ကောင်းလာသည်ကောင်းငယ်၌ကလင်းဒါနှင့်စောမြသည် အစာကိုစောင့်ဆိုင် ပြန်ဝင်နေကြ၏ထို့ရသည် လာကြပါဟု အော်မီပြုတ်ပြီးမှထိတ်လန့်စွာဖြင့်ချောစိန်ထံသို့ပြန်ပြေးခဲ့လေသည်ချောစိန်မှာမူလနေရာမှာပင်ခွခွကလေးထိုင်ချလျက်ဟင်းရချုံကို ပြူးကြောင်ကြောင်မြည်ကြည့်နေလေသည်ချောစိန်ချောစိန်ချောစိန်ကမကြားပြီအလားငေးနေ၏ပခုံးကိုကိုင်းလို့တော်လဲနှဲ့မကြည့်ချင်းထုံးရမှာကြက်တီးဖြန်းကနေထလာသည်ထုံးရသည်ချက်ချင်းပင်ခေါင်းပေါင်းလုံးကြီးစုပ်ကိုစုပ်ကလက်ဖမိုးကိုစီပတ်လိုက်ပြီးနောက်ချောစိန်ကို ပခုံးပေါ်သို့ပွတ်တင်လိုက်လေ၏အခန်းသုံးထုံးရ၏အတန်သည်အဲ့၍ တိမ်သွားသည်မန်ဝိုင်းစိန်ဤမှောင်ချင်ချင်အခန်းကလေးအတွင်း၌တိတ်ဆိတ်သွားလေ၏ဟေ့အထက်ကငိန်လာကြည်လားဘာလို့နေကြတာလဲမန်ဝိုင်းစိန်ဤအတန်ကတဲရှည်မှထွက်ပေါ်လာကတစ်ဆက်သေးပင် ကျဲကိုနင်းလျှောက်လာသော ခြေတဲပါထွက်ပေါ်လာ၏ဒီတော့မှချောစိန်မှာထွန်ရဤရင်ခွင်တဲကကြပြကတိလူလဲထာမိသည်ဟောဒီမှာဗျာလူကြီးတွေမေးရင် ဟုတ်တယ်ပြောပါလို့တောင်းမှန်နေတာ အေးမလုံအေးမလုံနဲ့ဒုက္ခပါပဲဗျာထွန်ရကအနားသို့ရောက်လာပြီးရောထိုင်လိုက်သောမန်ဝိုင်းစင်ကိုစီးပြီးတိုင်တယ်လိုက်ရဘာပြုလို့ဟုတ်တယ်ပြောရမလဲဒစင်နဲ့သာ ပောက်ပြစ်လိုက်သိလားချောစင်ချောစင်ကရှက်ပြုံပြုံလိုက်သည်တွားကလေးတွေလက်ခနဲပြက်သွားသည်ဟုထွန်ရကထင်မိသည်မပောက်ပါဘူးမန်ဝိုင်းရဲ့အဲ့ဒီလိုပောက်မိလို့လဲအာနာပြီးလက်ခံတာသိလားဟင် ဒါဖြင့်ချစ်လို့လက်ခံတာမဟုတ်ဘူးပေါ့လေထုံးရမှာမခန့်ကြီးမခန့်တာလေတန်ဖြင့်မဝိုင်းစိန်ရှိမှုသာကြည်နေရဟန်ကြည်ပြီးမိလိုက်၏ဒါပေါ့အာနာလို့တနာကောမတနာဘူးလားဟိဟိမျော်လင့်ချက်ကြီးဖြင့်မေးသူကမေးသလားဖြေသူဤအဖြေကမှဲခြင်းနဲ့မကိုက်သည့်အတွေ့မဝိုင်းစိန်က လောင်ရည်ရှိလိုက်ပြီလေဟိဟိ ငါအဲ့ဒီလိုပဲရီလိုက်ချင်တယ်။ခုပြောရကလေးတဲ့မမဖြင့်ထပ်ပြောပြန်နေသည်။ဘာလဲ။မင်းကမင်းကလေးတွေကိုခင်းရွက်ကစွန်အောက်မိတ်နေသလားယင်။ချစ်သလားကြိုက်သလား။တနာသလားနဲ့။ဒါတွေကိုနောက်မှမေး။ကောက်ပါပြီဗျာ။ဖူးစာရဲ့နှက်တွေဘာတွေရတနာလို့မွေရဆောင်းပြီးကြိုက်ပြလိုက်တဲ့နောက်အေးအေးနေတာမဟုတ်ဘူး။တခါတည်းငါတဲဘော်ကမောက်ချလိုက်မယ်။အမလီ မလုပ်ပါနဲ့ဗျာမဝိုင်းစင်ကထထမမပြောတော်လဲချောစိန်မှာပချိုင်ကလေးအထင်သာဖြင့်ပြုံးနေရရကထုံရကလည်းခက်ရွှင်ရွှင်ခက်နောက်နောက်ဖန်အမှုရာဖြင့်ခေါတော့ခံပြန်ပြောနေသည့်အတွေ့အတန်ထွက်အောင် ကြီးမိလျက်သားဖြစ်သွားလေ၏တို့တော်လဲချောစိန်ဟဲ့ချောစိန်ဟုသော မကြီးတန်၏အတန်ကြီးသည့်မဝိုင်းစိန်၏အင်းရှိလမ်းမှာမှ ဆက်ဆက်မြင့်မြတ်ကြီးထွက်ပေါ်လာလေ၏။သုံးယောက်သားမှာမျက်နှာပြူလျက်တယောက်ကိုတယောက်ကြည့်နေကြစဉ်မဝိုင်းစင်ကချောစိန်၏လက်ကိုဆွဲလျက်မိအောင်တဲ့သို့ပြစ်ထွက်လိုက်သည်။အော်အမေမိအောင်တဲ့သို့အရာတွင် ချောစိန်ကအသက်မတော်အောင်ဂရုစိုက်ပြီးတားမဲလာရောက်လဲပက်နေဟန်အပြစ်မရှိဟန်ဖြင့်ထူလိုက်၏။နာခဲ့ဟင်းအမေအတန်သည်အပြစ်တစ်စုံတစ်ခုကို အချက်မချက်ဖမ်းမိထားသောအခါများမှာသာတုံ့နှုံသော လေတဲ့ပါကလားဒီနေရာမှာတော့ဆိုင်းရေးဆရာကြီးစင်ဖြူကျွန်းအောင်သိန်းရေးသားထားတဲ့မွေလောနတ်လောဆိုတဲ့မဂ္ဂဇင်းဝတ္ထုတို့ဟာပြီးဆုံးသွားပြီပဲဖြစ်ပါတယ်ရှင်နားဆင်သူစပေးချစ်သူများအားလုံးဘေးရန်ကင်းကွာပြီးကျန်းမာချမ်းသာကြပါစေရှင်